မင်္ဂလာပါရှင်ကျမတက်စင်ပါနိုဝင်ဘာလ29ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြောင်မဲမြို့နယ်မှာစစ်တပ်နဲ့ရှမ်းတ SSPP တိုက်ပွဲပြင်းထန်တဲ့အကြောင်းမန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကြောင်းကြေညာတဲ့သတင်းနမော့မြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဂျာဖြတ်တိုက်ခိုက်တဲ့အကြောင်းနဲ့ခရမ်းနဲ့တုံးခွကိုစစ်ကောင်စီကညမထွက်ရအချိန်ပြောင်းလဲတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ ရန်ပြည်နယ်မြောက်ပိုင်းကြောင်မင်းမြနယ်မှာစစ်ကောင်စီတပ်နဲ့ရန်ပြည်တိုးတက်ရေးပါတီရန်ပြည်တပ်မတော် SSPP SSA တို့ကြောင့်တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတယ်လို့ SSPP သတင်းပြန်ကြားရေးဌာနကဒီနေ့မွန်လဲပိုင်းမှာကနအူးသတင်းထုတ်ပြန်ပါတယ်။ဒီနေ့နေ့လယ်တနာရီလောက်မှာစစ်ကောင်စီတပ်ရဲ့အင်အားတရာခန့်က SSPP တပ်စခန်းရှိရာကြောင်မဲမြနယ်ထဲကပုံဝိုးရွာအနီးတောတွင်းတွေကိုထုတ်ဆက်ဆင်ဝင်ရောက်လာလို့တိုက်ပွဲဖြစ်ပွားနေတာလို့ဆိုပါတယ်။ မွန်လွဲ၃နာရီဝန်းကျင်ထိနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်းတိုက်ပွဲရုတ်တံမှတ်တမ်းနဲ့အတူဖော်ပြအသိပေးလာပါတယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်ကမြေပြင်စစ်ကြောင်းနဲ့ဒရုန်းတွေသုံးပြီးတိုက်ခိုက်နေရလို့ SSPP ကထုတ်ပြန်ပါတယ်။တိုက်ပွဲဖြစ်ပေါ်မှုအပေါင်းအဝင်စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးမေးမြန်းဖို့ SSPP ပြောရေးဆိုခွင့်ရှိသူစီဆက်သွယ်ထားဆဲဖြစ်ပါတယ်။ကြောင်မင်းမျိုးဟာအရင်ကတန်အန်းတက်မတော် TNL သိမ်းပိုက်ထားတဲ့မျိုးဖြစ်ပြီးအော်ဒီဗာလောက်မှာတော့စစ်ကောင်စီကပြန်လည်ဝင်ရောက်နေရာယူနိုင်ခဲ့တာပါ။ SSPP ဟာအာနာသိန်းစစ်တပ်နဲ့ထိတွေ့အဆွေးနွေးဆက်ဆံနေတဲ့ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီးအာနာသိန်းစစ်တပ်နဲ့တိုက်ပွဲဖြစ်ပေါ်မှုမရှိသလောက်အခြေအနေမှာတိုက်ပွဲသတင်းကို SSPP ဘက်ကထုတ်ပြန်လာတာဖြစ်ပါတယ်။နောင်ချိုနဲ့ကြောင်မဲမြို့ကနေ TNL ဆုတ်ခွာသွားပြီးတဲ့နောက် SSPP တပ်ဟာအဲ့ဒီမြို့နယ်ကနေရာတချို့မှာဝင်ရောက်နေရာယူနေတယ်လို့လည်းနောင်ချိုမြို့ခံတချို့ကပြောပါတယ်။နောင်ချိုနဲ့ကြောင်မဲမြို့နယ်ကကျေးရွာတချို့နေရာတွေမှာ SSPP ရဲဘော်တွေအခုနိုဝင်ဘာလမှာရောက်ရှိလာတယ်လို့လည်းဆိုပါတယ်ရှင်။မန္တလေးဒေသမှာအုပ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးပြည်သူ့ဝန်ဆောင်မှုပေးရတို့အတွက်ဂျာကာလာအုပ်ချုပ်ရေးကောင်စီကိုနိုဝင်ဘာလ28ရက်နေ့ကစတင်ဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီ MIGC မှာဌာနကြီးခုနှစ်ခုရဲ့ဌာနကြီးမှုတွေရှင်းနေကြုံနဲ့အတွင်းရေးမှုစုစုပေါင်းကောင်စီဝင်6ယောက်ပါဝင်ပါတယ်။အခုလို MIGC ဖွဲ့စည်းနိုင်ကြတာက မန္တလေးဒေသအတွက်ကြီးမားတဲ့နိုင်ငံရေးအပြောင်းအလဲနိုင်ငံရေးအရွေးတစ်ခုဖြစ်ပြီးလက်ရှိတော်လှန်ရေးမှာသွားနေတဲ့ Federal အရွေးလည်းဖြစ်တယ်လို့မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီအတွင်းရင်မှုဦးထေးကပြောပါတယ် Federal စနစ်မှာအနည်းဆုံးအစိုးရနှစ်လောအနည်းဆုံးရှိရမှာဆိုတော့အခုကဒုတိယအလှတွေအပြိုင်အယိုင်ပေါ်လာနေပြီ ပေါ်လာကြတယ်လို့ပြောလို့ရကြောင်းသူကဆက်ပြောပါတယ်မနေ့ကပဲမန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီ MIGC ဥက္ကဋ္ဌဖြစ်တဲ့ဦးမြင့်အောင်မိုးက MIGC ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်းနဲ့ခေါင်းစည်းအဖွဲ့ဝင်တွေကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။မန္တလေးဒေသမှာလက်ရှိစစ်ရေးပိုင်းစင်ခုံမှုတွေတွေ့ကြုံနေရပေမဲ့ဒိမ့်ပိုက်ထားတဲ့နေမျိုးတချို့ရှိနေတာကြောင့်အဲ့ဒီနေမျိုးတွေမှာအုတ်ချုပ်ရေးတရားစီရင်ရေးနဲ့ပညာရေး၊ကျန်းမာရေးလူသားစာနာအကူအညီစတဲ့ပြည်သူဝန်ဆောင်မှုတွေပေးနိုင်ဖို့ရည်ရွယ်ဖွဲ့စည်းကြတာဖြစ်တယ်လို့ MIGC အတွင်းရေးမှူးကပြောပါတယ်။အာနာသိန်းစေအုပ်စုကရွေးကောက်ပွဲကျင်းပဖို့လှုပ်ဆောင်နေချိန်မှာဒေါ်လန်ရေးဘက်က ဖက်ဒရယ်အရွေးအတွက်ရှောက်လန်းပြီးစစ်ကောင်စီကိုနိုင်ငံရေးနည်းနဲ့တော်လန့်နေချင်းလဲဖြစ်တယ်လို့ MIGC အတွင်းရေးမှူးကအရှင်းပြပါတယ်။လက်ရှိຫນွေဦးတော်လန့်ရေးဟာစစ်အာဏာရှင်စနစ်အမြဲပြတ်ချိန်မုန်းရင်နဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးဖြစ်ပြီးမန္တလေးဒေသလွှတ်တော်မန္တလေးဒေသအုပ်ချုပ်ရေးကောင်စီတို့ကဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုစတင်အခြေတည်တည်ဆောက်တာဖြစ်လို့အရေးကြီးတဲ့နိုင်ငံရေးအရွေးတစ်ခုဖြစ်ကြောင်းအာဏာရှင်စနစ်အစွန်းကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေး ALCC မန္တလေးကဒီနေ့တဝန်လွာထုတ်ပြန်ထားပါတယ်ရှင်။မကွေးတိုင်းနမမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့နေပြည်တော်တိုင်းစစ်ဌာနဗျူဟာအမတ်စက်ခွန်အောက်ကအမတ်900နှစ်တရင်တောင်းဝန်ရှိသူက People's Spin ကိုပြောပါတယ်။နိုဝင်ဘာလ28ရက်မနေ့မနက်9နာရီဝန်းကျင်ကမြင်းတဲကြီးကျေးရွာကနေထွက်လာတဲ့အင်အား62ဦးပါတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့တနအီခွဲကန့်ကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲတွင်စစ်ကောင်စီတပ်ရဲ့ထိခိုက်သေးဆုံးမှုကိုအတိမပြုနိုင်သေးဘူးလို့အမှတ်900နှစ်တရင်တောင်းဝန်ရှိသူကအတည်ပြုပါတယ်စစ်တပ်စစ်ကြောင်းဟာနေမြေရှင်းလင်းပုံစံမျိုးစစ်ကြောင်းထုတ်လာတာဖြစ်ပြီးအဲ့ဒီစစ်ကြောင်းမှာရောမွန်ကစစ်လက်နက်ပစ္စည်းတပ်တောင်တွင်းကြီးတပ်နဲ့ဖြူစောတိတွေစုဖွဲ့ပါဝင်တယ်လို့သူက ရှင်းပြပါတယ်စစ်တပ်စစ်ကြောင်းဟာရွာခန့်တချို့ကိုလမ်းပြအဖြစ်ဖမ်းဆီးတာတွေရှိပြီးဒီနေ့မှာတော့တစ်လှချင်းရွာဘက်ကိုဦးတည်နေတယ်လို့သိရပါတယ် မနေ့ကတိုက်ခတ်မှုကိုနေပြည်တော်တိုင်းစစ်ဌာနဗျူဟာအမှတ်ဆက်ခွန်အောက်ကအမှတ်9ရနဲ့တရင်အထူးလှုပ်ရှားစစ်ကြောင်းနဲ့တရက်ခရိုင်တရင်တက်တော့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နေမြေအတွင်းဘယ်နေရာဒေသမှမဆိုတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်စစ်ကြောင်းနဲ့နှိစက်တဲ့နေရာတွေမှာမနေထိုင်ဖို့လေဒေါ်လာရေးတက်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်။ရန်ကုန်တိုင်းခရမ်းနဲ့သုံးခွမြို့နယ်တို့မှာ စစ်တပ်ရွေးကောက်ပွဲမှာပေါင်းဝင်ရှင်ပြိုင်ကြောင်းမဲ့ကိုစလေလောင်းတွေရဲ့ဆိုင်းဘုတ်တွေဖျက်ဆီးခံရတာကြောင့်ညမထွက်ရအမိတ်အချိန်ပြောင်းလဲတတ်မှတ်ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကအစတင်ပြောင်းလဲတတ်မှတ်ကြတာဖြစ်ပြီးဒေသခံတွေအနေနဲ့အခက်အခဲတွေဖြစ်လာတယ်လို့ဆိုပါတယ်။အာနာသိစစ်ကောင်စီဟာအရင်ကမနက်တနာရီကနေ3နိုင်အထိကိုညမထွက်ရအမိတ်တတ်မှတ်ထားရကနေပြီးခဲ့တဲ့သတင်းပတ်ကဆလို့ည7နိုင်ကနေမနက်9နိုင်အထိညမထွက်ရအမိတ်ကိုအချိန်တိုးမြှင့်လိုက်တာပါ။ အခုလိုညမထွက်ရအမိတ်အချင်းတိုးမြက်လိုက်ခြင်းကစစ်ကောင်စီရွေးကောက်ပွဲဆိုင်းဘုတ်တွေဖျက်ဆီးခံရတာနဲ့လူစုလူဝေးဖြစ်မဆိုးရိမ်လို့ဖြစ်ကြောင်းခရမ်းမြို့နယ်မှာနေထိုင်သူတယောက်က ပြောပါတယ်စစ်ကောင်စီဟာအစောပိုင်းကရန်ကုန်တိုင်းတိုင်းလုံးကိုမနေ့တနင်္ဂနွေကနေ၃နာရီအထိညမထွက်ရအမိတ်သတ်မှတ်ထားတာပါဒါ့အပြင်အာနာသိစစ်ကောင်စီဟာရွေးကောက်ပွဲလုံခြုံရေးကိုအကြောင်းပြပြီးလူငယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးနေတယ်လို့အရင်ထက်လဲလုံခြုံရေးတင်းကျပ်ထားတယ်လို့သိရပါတယ်ရှင် ပြည်ပစပင်းကနောက်ဆုံးရရှိထားတဲ့ညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါရှင်။